တမိုင်းမှတ်တမ်းတင်ခဲ့တဲ့ရွှေထမင်းချန်ပီယံလိညမှာအဓိကပြောစရာဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကတော့အာဆင်နယ်ရဲ့ဂိုးပြတ်နိုင်ခွင့်နဲ့အာဆင်နယ်ကွင်းလိုက်သူဒီကန်ရာရဲ့ဖရီကစ်သွင်းဂိုးတွေပါပဲဒီကန်ရာရဲ့ဖရီကစ်ကံကြက်နှစ်ချိန်လုံးကတကယ်ကိုလှပတည်သက်ခဲ့ပြီးရီယယ်မက်ထစ်ကိုသမဟာအကာအကွယ်မှုမဖြစ်နိုင်ခဲ့ပါဘူးအာဆင်နယ်ဟာချန်ပီယံလိပြိုင်ပွဲမှာဖရီကစ်ကနေတိုက်ရိုက်ဂိုးမရခဲ့တာအတော်လေးကြာခဲ့ပါပြီရိုက်ကာတင်ရီဟွန်နရီပြီးရင်ချန်ပီယံလိပွဲစဉ်တစ်ပွဲအတွင်းဖရီကစ်ကနေနှစ်ဂိုးသွင်းနိုင်တဲ့ဒုတိယမြောက်အာဆင်နယ်ကစားသမားဖြစ်လာခဲ့ပြီး ချန်ပီယံလိရှုံးထက်ပွဲစဉ်အဆင့်တွေမှာဖရီးကကနေဒိုက်ရဲ့ဂိုးသွင်းနိုင်တဲ့ပထမဆုံးအာဆင်နယ်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ဒါ့အပြင်အင်္ဂလန်ကွင်းလယ်လူဟာချန်ပီယံလိသမိုင်းလျှောက်ရှုံးထက်ပွဲစဉ်တစ်ပွဲအတွင်းဖရီးကကနေနှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်သမိုင်းမတန်တစ်ကိုဂုဏ်ယူစရာရေးထိုးနိုင်ခဲ့ပါပြီ။ဒီပွဲစဉ်မတိုင်ခင်အတင်းဟောင်းဝက်ဆန်နဲ့လက်ရှိကလပ်အာဆင်နယ်အတွက်ကစားခဲ့တဲ့ပွဲပေါင်း338ပွဲမှာဖရီးကကနေဂိုးမသွင်းဘူးတဲ့ရှုထမင်းဟာ တွင်းမဲ့တွင်းတော့လေရီယယ်မက်ထစ်ဘက်ကိုတပွဲအတွင်းနှစ်ကိုးတွင်းပြီးတော့မှတ်တမ်းကောင်းနေတဲ့အတူအသင်းရဲ့သူရဲကောင်ဖြစ်ခဲ့ပါဗျ။အားလုံးပဲရွှေနှက်ချက်မြစ်တော်နေရည်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory Page မှာစွန့်မကောင်တောင်းပေးလိုက်ပါရခင်ဗျာ။အားလုံးပဲဘေးနဲ့ကင်းရှင်းကြပါစေခင်ဗျာ။